ာရေးဆရာကြီးမင်းယူဝေရဲ့သူမတူသူများဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရဲ့ဆရာကြီးနဲ့တပါသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်ဒီပိုင်းမှာတော့ဂျေဇူးတည်သူဆိုတာလေးကိုဖတ်ပြခြင်းပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း900ခန်းကပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်မြို့မှာမိမကြီးတူရှိတယ်သူကအသက်သေးဆိုင်ငယ်တကူဖွင့်လှစ်ပြီးတော့အသက်မွေးဝမ်းကြောင်းပြုပြီးနေထိုင်တယ်အဲ့ဒီမြို့ငယ်မှာပဲစစ်ကြောင်းတစ်ကြောင်းလည်းရှိတယ် ပြင်သစ်လူငယ်လေးတချို့ကအဲ့ဒီစစ်ကြောင်းမှာတက်ရောက်ပြီးစစ်ပညာတွေကိုသင်ယူလျက်ရှိကြတယ်။သူတို့ကအားလက်တဲ့အချိန်တွေမှာအဲ့ဒီတစ်သီးဆိုင်ကိုလာရောက်တတ်တယ်။တစ်သီးတွေကိုဝယ်ယူစားသုံးတတ်တယ်။ထိုလူငယ်တွေအနက်ကတယောက်တော့လူငယ်လေးနဲ့တစ်သီးရောင်သူမိမကြီးကမျက်မှန်းတမ်းမိပြီးတော့ခင်မင်းရင်းနှီးလာကြတယ်။ဒါကြောင့်ထိုလူငယ်လေးတစ်သီးလာဝယ်လို့ရှိရင်မိမကြီးနဲ့စကားဆက်မိပြောနေတတ်တယ်။ဒီနေ့မှာတော့မိမကြီးကလူငယ်ကလေးကိုငါသမင်းကြီးလာရင်ဘာလုပ်လုပ်မလဲလို့မေးတော့ ကျွန်တော်အခုစစ်ပညာသင်နေတာပဲမေကျွန်တော်ကြီးလာရင်စစ်သားပဲလုပ်မှာပေါ့ဒါပေမဲ့တမ်းမန်စစ်သားဖြစ်နေတော့တသက်လုံးတင်းတိမ်နေပါဘူးစစ်ဘုတ်ဖြစ်အောင် ကြိုးစားသွားမှာပါလို့လူငယ်လေးကပြန်ပြောတယ်ငါသားမုတ်ချစစ်ဘုတ်ကြီးဖြစ်မှာပါအဲ့ဒီခါကျငါသားကမြင်းကြီးစီးပြီးတိတ်ခံရနေမှာပဲနော်ကျွန်တော်အလုပ်ကိုပြင်းပြင်းထန်ထန်ကြိုးစားလုပ်မယ်စစ်ပွဲတွေမှာလည်းရဲရဲရင်ရင်တိုက်ခိုင်းမယ်တနေ့ကျွန်တော်ဘိုးချုပ်ကြီးဖြစ်လာတာကိုအမေတွေ့ရမှာပါအင်းအဲ့ဒီခါကျငါသားက အမေလိုစင်ရတာတစ်တီးတဲ့ကိုမိသွားမှထင်မရက်ကွယ်။အိုးအမေကိုကျွန်တော်ဘရော့မှမမေ့ပါဘူးမယုံရင်စောင့်ကြည့်ပါမေ။စောင့်ကြည့်ရသေးတာပေါ့ကွယ်ငါသားရဲ့ကဲကဲ။ဒါနဲ့ဟောဒီမှာငါသားအတွက်တစ်တော်သေးတယ်။ငါသားတစ်တီးဖို့ကိုဒီနေ့ပေးနိုင်ရလား။ဒီနေ့ကျွန်တော်မှပတ်စံတပြားမှမရှိဘူးအမေ။တစ်တီးဖို့ကိုဒီနေ့မပေးနိုင်သေးဘူးနောက်နေ့ပတ်စံရမှာပဲပေးနိုင်တော့မယ်။ကောင်းပါပြီကွယ်။တစ်တီးတွေဒါယူသွားပါတစ်တီးဖို့အတွက်အမေက စိတ်မပူပါဘူး။ ငါသားကိုအမေကယုံကြည်စိတ်ချပေးတာပါ။မှန်ပေသည်တည်တည်တဲ့မိမကြီးသည်ထိုလူငယ်ကလေးကိုများစွာယုံကြည်စိတ်ချပေသည်။ယင်းတို့ယုံကြည်စိတ်ချထိုက်အောင်လဲထိုလူငယ်ကလေးကဂရိတေသည်ယူသားဖြောင်းမည်သည်။သူသည်စစ်ကြောင်းသားဘဝတွင်ငွေကြီးပြက်လက်သဖြင့်ရံဖန်ရံခါဆိုသလိုတည်တည်များကိုအကျွေးဝယ်ယူလေ့ရှိသည်တို့ရတွင်ထိုအကျွေးကိုမဆက်မရှိပတ်စံရလာသည်နှင့်တပြိုင်တည်းအလင်းမြန်လာရောက်ပေးဆက်သည်သာဖြစ်သည်ဒီလိုဖြင့် အချင်းတို့တစားတစားကုန်ခဲ့သည်နောက်ဆုံးတွင်ထိုလူငယ်ကလေးသည်စစ်ပညာများကိုသင်ယူပြီးဆုံးသဖြင့်စစ်တပ်သို့ဝင်ရောက်အမှုတမ်းမိအချင်းတို့ရောက်လာပေသည်သို့ဖြင့်သူသည်ထိုမျိုးမှထွက်ခွာသွားရမည်နေ့တွင်တစ်တီးသည်မိမကြီးကိုချစ်ခင်စွာလာရောက်နှုတ်ဆက်လေသည်အမေအကျွန်တော်သွားတော့မယ်နော်ကျွန်တော်အမေကိုပေးဆက်စရာတစ်တီးအကျွေးပတ်စံအနှဲငယ်ရှိသေးတယ်ဒီအကျွေးကိုကျွန်တော်မမေ့ပါဘူးတနေ့ကျွန်တော်ပေးဆက်မှာပါဒီအကျွေးကိုမမေ့တယ်လို့အမေရဲ့ချစ်ခင်ကျင်နာမှုတွေကိုလည်းကျွန်တော်တသက်မမေ့ပါဘူးအမေ ။အိုးဒါရဲ့ဒီမဖြစ်စက်လောက်ပတ်စံကျွေးလေးအတွက်ဘူမနေပါနဲ့ကွယ်အမေဘလို့မှသဘောမထားပါဘူး။ကဲကဲငါသာသွားပြီတော့နော်။တနေ့တော့အခါမှာငါသာပုပ်ကိုကျော်ကြီးဖြစ်လာလိမ့်မယ်လို့အမေမျှော်လင့်ပါတယ်ကွယ်။လူငယ်ကလေးတွေတိတိတန်မိမကြီးနေထိုင်ရာမြို့မှာထွက်ခွာသွားပြီးနာနှစ်များစွာကြာတွင်ထိုမြို့သို့တဖန်ပြန်လည်ရောက်ရှိလာသည်။ထိုချိန်တွင်သူသည်လူငယ်ကလေးမဟုတ်တော့တံမန်စစ်သားကလေးလည်းမဟုတ်တော့တင်ရှားသည့်ပုပ်ကိုကြီးဖြစ်နေပေပြီ။သူသည်တဆင်ပြီးတဆင့်တက်လှမ်းလာခဲ့ရာ ဗိုလ်ချုပ်ကြီးဘဝသို့ရောက်ခဲ့သည်ထို့နောက်ပြင်သစ်နိုင်ငံတပ်ပေါင်းစု၏ဗိုလ်ချုပ်ကြီးဖြစ်လာသည့်နောက်ဆုံးတွင်သူသည် ပြင်သစ်နိုင်ငံ၏ဧကရာဇ်ပင် ဖြစ်လာသည် သူကတခြားသူမဟုတ်ကမ္ဘာကျော်စစ်ဗင်နပိုလီယံပင်ဖြစ်ပေသည်ယင်းသို့သူသည်အစစ်စင်တက်လန်းချိန်တွင်အလौတာဝန်များများပြားလာသည့်ဖြင့်သူစစ်ကြောင်းသားဘွားကနေထိုင်ခဲ့ပူတော်မြို့ကလေးတို့တချိန်တကားမှမရောက်ဖြစ်ခဲ့ကြသို့ရာတွင်နောက်ဆုံး၌သူသည်စစ်ချင်းထုံမြို့ငယ်သို့ရောက်လာပြီသည်သူစစ်တပ်သည် ထုံပြိုလိုက်ခိတာစကန်းချာကထုံညနေမှာပင်သူသည်တမန်စစ်ဝစ်စစ်စားကိုဝက်လျက်တူးတဲထွက်လာခဲ့သည် သူသည်သူငယ်စဉ်ကသွာလာနေထိုင်ခဲ့ဘူးသောနေရာများကို လိုက်လံကြည့်ရှုသည်သို့ကြည့်ရှုစဉ်သူသည်တစ်သည်ဆိုင်ကို၎င်းတစ်သည်တဲ့မိမကြီးကို၎င်းအထူးသတိရမိသည်အင်းနှစ်တွေကအတော်ကြာပြီဆိုတော့တစ်သည်တဲ့မိကြီးလည်းကွယ်လွန်ရှာရော့ပေါသူ့ကိုသတိရတဲ့အနေနဲ့သူ့ဆိုင်ကလေးဝင်းကြည့်အောင်မှာပဲလေသူကဤသို့စိတ်ကူးကတစ်သည်ဆိုင်ကလေးရှိရာသို့သွားရောက်ကြည့်ရှုသည် ထိုနေရာသို့ရောက်တော့ကသူဒီဝမ်းမြောက်မဆုံးရှိတော့သည်တည်တည်တံမိမာကြီးမှမကွယ်လွန်သေးအသက်ထင်ရှားရှိစေပင်သူရောင်ရင်သူခင်များများစွာအုံမင်းရင့်ရောနေပြီနပိုလီယံကအဘွားအုပ်ကိုမှတ်မိတော့လဲအဘွားအုပ်ကမှမမှတ်မိတော့နပိုလီယံကိုယနေ့ဆက်ရောက်လာတော့အေဂရစ်ဘရင်ဤတက်မနေပါလာသည်အခြားစစ်ဗိုလ်ငယ်တို့ဟူသာထင်မှတ်နေသည်နပိုလီယံကအဘွားအုပ်ထံမှတည်တည်တချို့ဝယ်ယူပြီးလင်အမေဒီကနေ့အေဂရစ်နပိုလီယံအမေတို့မျိုးတဲ့ချီတက်လာတာမြင်လိုက်သေးလား မမြင်လိုက်ပါဘူးကွယ်အမေကအုံးမဲမဆွမ်းဖြစ်နေတော့လူအုပ်ထက်တို့မဝင်နိုင်ပါဘူးအေဂရစ်ဘရင်ကိုအခုမမြင်မတွေ့ရပါပဲသူငယ်ငယ်ကတော့အမေမကြာခဏမြင်တွေ့ရပါတယ်ကွယ်ဟုတ်ရဲ့လားအမေဒီမြို့ကိုအေဂရစ်ဘရင်ရောက်တာဒါပထမဆုံးအချိန်မဟုတ်လားဘယ်ပထမဆုံးအချိန်ဟုတ်မလဲကွယ်အေဂရစ်ဘရင်ငယ်စဉ်ကဒီမြို့မှာစစ်ကြောင်းတက်သွားတာပဲအမေဆိုင်မှာသူမကြာခဏတက်တီးလာဝယ်တာပေါ့အဲ့တော့က ။တစ်သီးဝယ်တဲ့အခါပက်ဆန်လန်ငင်းအမြင်ပေးနိုင်ရလားအကျွေးနဲ့မဝယ်ဘူးလားမင်း။သူ့မှာဈေးသုံးပက်ဆန်မရှိတဲ့အခါကျွေးနဲ့ဝယ်ရတာပေါ့ဒါပေမဲ့ကျွေးအားလုံးအမြဲဆက်ပါတယ်။အေးဒါပေမဲ့သူကဒီကသွားကနေတာကျွေးနဲ့နဲ့ရှိတာပေးဆက်မသွားနိုင်တာ။အိုးဒါကလည်းမဖြစ်ဆက်တော့ပါကွယ်။သူကလေငယ်ငယ်ကတည်းကဂရိတီတယ်အလွန်ရိုးသားဖြောက်မတ်တယ်။အမေဖို့သူနဲ့ဆက်ဆံကြရတာတွေအမေဆိုင်မှာသူတစ်သီးဝယ်တာတွေတွေးလိုက်တိုင်းဝမ်းသာဂုဏ်ယူမဆုံးဖြစ်ရပါတယ်ကွယ်။ ထိုကနပိုလီယံကရီမောပြီလေဟောဒီမှာအမေအမေလူနပိုလီယံအခုရောက်လာပြီတစ်သီးဝဲနေပြီလေကျန်းနေတဲ့ကျွေးလေးပေးရအောင်လာတာလေဟုပြောပြီးပတ်စံတချို့ကိုအဘအိုလက်ထဲသို့ထည့်လိုက်လေသည်မောင်ရင်ဘာဆိုလိုတာလဲကွယ်အဘအိုကနားမလည်ဟန်ဖြင့်မေးလိုက်သည်ဘာဆိုလိုရမလဲအမေရဲ့နပိုလီယံကကျွန်တော်ပဲပေါ့အခုကျွန်တော်အမေစီအကျွေးဆက်ရအောင်လာတာလေအမေအိုမှာခိတ္တမြအန်အောင်ငင်းမောနေမိသည် အန်အောင်ငီးမောနေရာမှာသူဒီဝမ်းတာမဆုံးဂုံယူမဆုံးရှိနေရှာသည်နပိုလီယန်ဒီအဖအိုအားကျေးဇူးဆက်တော်နေဖြင့်ငွေကြေးလဲပေးသည်အဖအိုဤဟောင်းနှံရိုင်းနေနေသောအိမ်ကိုလည်းအသက်ဆောက်လုပ်ပေးသည် ထို့ပြင်အဖအိုဤသားကိုလည်းသူစစ်ပညာစည်းဘူးရာစစ်ကြောင်းတွင်ထားပေးလေသည်နောက်တစ်ပုဒ်ကိုဆက်လက်ပြီးဖတ်ပြခြင်းပါသေးတယ်ရှင်အီဂျစ်ရုပ်ပုံစာနှင့်၁၂နှစ်သားဒီနေ့ပါဒီစာကိုငါဖတ်နိုင်ရမယ်ဒီစကားကိုကျောင်းကပြောဆိုသူက လူကြီးမဟုတ် အသက်၁၂နှစ်အရွယ်မြတ်သာရှိသေးသောလူကလေးဖြစ်သည်သူရည်ရွယ်ပြောဆိုသောစာကလွန်ခဲ့သောနှစ်ပေါင်း၄000ကျော်ကာလကရှင်အောင်အီဂျစ်လူမျိုးများရေးသားထားသောစာများဖြစ်သည်အယုတ်အက္ခရာဖြင့်ရေးသားထားသော ရုပ်ပုံစာများဖြစ်သည်ကြောက်တုံးကြောက်ပြားများပေါ်တွင်ရေးထိုးထားသည်ထိုစာများမှာတိမ်မြုပ်ပြကွက်နေသောစာများဖြစ်သည်ယခုခေတ်အီဂျစ်လူမျိုးများလုံးဝမဖတ်တတ်လုံးဝနားမလဲသူတို့သာမကမည်သည့်လူမျိုးမည်သည့်ပညာရှင်မှမဖတ်တတ်နားမလဲဒီလိုမည်သူမျှနားမလဲသောစာကို တနေ့သောအခါတွင်ဖက်နိုင်ရမည်ဟုကျွမ်းဝါသောလူကလေးကနောက်အခါကမ္ဘာကျော်ပညာရှင်ကြီးဖြစ်လာမည်ယွန်းပင်ဖြစ်သည်ယွန်း၏အမည်ပြည့်စုံမှာယွန်းဖရန်ဆွာ ရှမ်ပိုလီယွန်ဖြစ်သည် သူသည်ပြင်သစ်လူမျိုးဖြစ်၏သူကို1990ပြည့်နှစ်တွင်မွေးဖွားသည်ထို့အချိန်တွင်ပြင်သစ်တော်လှန်ရေးကာလဖြစ်သည်သူဖခင်သည်စာအုပ်ရောင်းသူတူလည်းဖြစ်သည်သူမျိုးရှိကောင်းဆောင်တူလည်းဖြစ်သည်ဘင်းအစိုးရကိုမယုံကြည်သမရအစိုးရကိုသာလိုလားသူဖြစ်သည်ထို့ကြောင့်လူလေးယွန်းသည် စာအုပ်ပေါ်များကြားနိုင်ကြီးပြင်းလာခဲ့ရသည်လွတ်လပ်ရေးစူးစမ်းရှာဖွေရေးသိပ္ပံပညာရေးအဆိုင်ရာအတွေ့အခေါ်များနှင့်ရင်းနှီးလာခဲ့သည် သူသည်ဉာဏ်လွန်စွာထက်မြက်သည်အသက်၅နှစ်အရွယ်မှာပင်ဆရာမပါမိမိဘာသာလေ့လာရင်းဖြင့်ပြင်သစ်စာကိုဖတ်နိုင်လာခဲ့သည်ဉာဏ်ကောင်းသောယွန်အားသူ့ကိုချက်ကလည်းတစ်ဖက်ကတခြားစာပေများကိုသင်ကြားပြသသည် သူ့အကူချက်သည်သမိုင်းဘာသာရပ်ကိုလွန်စွာစိတ်ပါဝင်စားပြီးအထူးသဖြင့်ရှင်ဟန်ဂရိလူမျိုးများနှင့်အီဂျစ်လူမျိုးများအကြောင်းကိုစိတ်ပါဝင်စားပြီး ဒေါ်စင်ကပြင်သစ်လူမျိုးများသည်မြေသူပြမသိစွမ်းနိုင်ကြသည်ရှေးအောင်အီဂျစ်လူမျိုးများနှင့်ရှေးအောင်အီဂျစ်ရင်ကျင်းမှုအကြောင်းအထူးစိတ်ဝင်စားနေကြသည်သိကြားလိုနေကြသည်အဘယ်ကြောင့်ဆိုသောအီဂျစ်နိုင်ငံကိုစစ်မြေပြင်ပြုကပြင်သစ်နှင့်အင်္ဂလိပ်တို့စစ်တိုက်နေသောကြောင့်ဖြစ်သည်အီဂျစ်နှင့်လူလေးယုံ၏အကူချက်သည်ပြင်သစ်စစ်တပ်နှင့်အတူအီဂျစ်စစ်မြေပြင်သို့လိုက်ပါသွားလိုသောဆန္ဒများတစ်ဖွာဖွာဖြစ်ပေါ်နေသည်ဤသို့ဆန္ဒဖြစ်ပေါ်သည်မှာချက်သည်စစ်တိုက်လိုရင်မဟုတ် ရှင်ဟောင်းအီဂျစ်လူမျိုးများ၏ရှင်ဟောင်းတို့ပညာလက်ရာအပြည့်စည်များကိုကြီးရှုလေ့လာလိုရဖြစ်သည်ဒီလိုဆန္ဒဖြစ်ပေါ်လာသဖြင့်ချက်ကိုစိတ်ကူးရင်သူဟူ၍မမတ်သင့်ပေလက်တွေအပြင်လဲပြင်သစ်ပညာရှင်များကိုအီဂျစ်စစ်မြေပြင်သို့ပြင်သစ်စစ်ဗိုလ်ချုပ်ကြီးနပိုလီယံကခေါ်ဆောင်သွားခဲ့ပြီးသည်စစ်သားများစစ်တိုင်နေစဉ်ပညာရှင်များကအီဂျစ်ရှင်ဟောင်းတို့ပညာလက်ရာပစ္စည်းများကိုလိလာရန်နှင့်ရှောက်ပွေစုဆောင်ခြင်းပြုရန်ရည်ရွယ်သောကြောင့်ဖြစ်သည်ဒိုဇင်ကဗိုလ်ချုပ်ကြီးနပိုလီယံသည် ပြင်သစ်စစ်တပ်နှင့်အတူပြင်သစ်ပညာရှင်နှင့်ပါမက185ဦးကိုခေါ်ဆောင်သွားခဲ့ပေသည်ထိုချိန်ကရုံးရင်အကူချက်သည်ပညာရှင်တစုမဖြစ်သေးသဖြင့်ဆန္ဒမပြည့်ဝရှာဤချင်းစစ်မြေပြင်သို့လိုက်ပါခွင့်မရခဲ့ပေသို့ဖြင့်ဂျက်နှင့်ယွန်းတို့ညီနောင်သည်ချင်းအောင်ဤချင်းလောကကြီးကိုအိမ်မက်မက်၍တာနေရလေသည်သို့ဖြစ်ရာပြင်သစ်နှင့်အင်္ဂလိပ်တို့စစ်ပြီးသောနေ့တစ်နေ့တွင်လူလဲယွန်းဖို့အခွင့်အောင်းတစ်ခုပေါ်လာသည် တနေ့သောအခါယွန်းသည်ဖူရီယေမြေရှိပညာရှိကြီးတို့နှင့်တွေ့ဆုံသည် ဖူရီယေသည်နပိုလီယန်၏စစ်တပ်နှင့်အတူအီဂျစ်စစ်မြေပြင်သို့လိုက်ပါသွားခဲ့သောပညာရှိများထဲမှတယောက်ပါဝင်ဖြစ်သည်။သူထံတွင်အီဂျစ်ပြည်မှယူဆောင်လာခဲ့သောရှီဟောင်းအီဂျစ်ပစ္စည်းတချို့ရှိလူလင်းယွန်းသည်အီဂျစ်အကြောင်းအလွန်စိတ်ပါဝင်စားနေသောကြောင့်ဖူရီယေကယွန်းအားထိုးပစ္စည်းများကိုထုတ်ပြသည်။ပစ္စည်းများထဲတွင်ရုပ်ပုံစာများရေးထိုးထားသောကြောက်ပြားငယ်ကလေးများလည်းပါဝင်သည်။လုပ်ငန်းသည့်နှစ်ပေါင်း၄၀၀၀ကျော်ကာလကအီဂျစ်လူမျိုးများသည့်အယုတ်အခရာများဖြင့်စာပေအေးသားကိုစတင်ခဲ့ရာ ဖူရီယေယူဆောင်လာသည့်ရုပ်ပုံစံသည်ထိုစာပေအရေးသားများပင်ဖြစ်သည်ထိုရုပ်ပုံစံများကိုဖူရီယေသည်ယူဆောင်လာတော်လဲလုံးဝမဖတ်တတ်ပေဖူရီယေသာမကမြည်သည့်ပညာရှင်မြည်သည့်လူမျိုးများမဖတ်တတ်ပေတိမ်မြုပ်ပြကွယ်နေသောစာပေအရေးသားဖြစ်သည်ထိုရုပ်ပုံစံများကိုဆက်နှစ်နေသောအရွယ်များသာရှိသေးသောလူလေးယုံကကြည့်ရှုကစိတ်ပါဝင်စားမဆုံးရှိနေသည် ထို့ကြောင့်စောင်းပါးစရင်ပေါ်ပြထားသည့်အတိုင်းကျောင်းဝလိုက်သည်ရင်းတို့ကျောင်းဝသည့်နေ့မှစရွေလည်းသူသည်အီဂျစ်ရုပ်ပုံစာကိုဖတ်ရှုနိုင်မီတဲလွန်စာများကိုမနာမနေရှာဖွေလေသည်သူသည်ရှီယောင်းဘာသာစကားများကိုတစ်ခုပြီးတစ်ခုလေ့လာစီးပူသည်ရှီယောင်းဘာသာစကားများထဲတွင်ကော့ပတစ်ဘာသာစကားသည်အီဂျစ်ရုပ်ပုံစာအတွက်တဲလွန်စာအများဆုံးပေးနိုင်လိမ့်မည်ဟုသူကယူဆခဲ့သည်ဘယ်ကြောင့်ဆိုသောရှီယောင်းအီဂျစ်ဘာသာစကားတင်မြှုပ်ပြီးနောက်ပိုင်း၌အီဂျစ်ပြည်ရှိ ခရီးယန်ဘာသာဝင်များသည် Coptic ဘာသာစကားကိုအသုံးပြုခဲ့ကြသောကြောင့်ဖြစ်သည်။သို့ဖြင့်ယွန်းသည် Coptic ဘာသာစကားကိုတက်မြောက်ရန်နေရောညပါစီးပူသည်။ Coptic ဘာသာစကားနားလည်သူပညာရှင်မှအနေငယ်သာရှိထို့သူတို့ထံသွား၍ယွန်းသည် စီးပူသည်။တစ်ဖက်ကလည်းအီဂျစ်ရုပ်ပုံစာများကိုတစ်လုံးပြီးတစ်လုံးတစ်ခုပြီးတစ်ခုအမျိုးမျိုးလေးလာကျန်စာသည်။စုံတော်များကဲ့သို့တန့်လွန်စာကိုရှာဖွေစူးစမ်းကျန်စာသည်။သူကိုချက်သည်သူညီငယ်ဤဇွမ်းတတ္တိနှင့်ဇွဲလုံးလာကိုကောင်းစွာသိရှိသည်တနေ့တွင်သူညီငယ်သည် ကမ္ဘာလျှောက်ဝှက်ချက်ကြီးတရက်ကိုမုတ်ချမသွေးဖော်ထုတ်နိုင်လည်းမည်ဟုယုံကြည်သည်ထိုချိန်နှက်ချက်သည်ခြေဟောင်းသမိုင်းပမောက်ခတူဖြစ်နေပြီသူသည်ညီငယ်အားအကြံဉာဏ်များလည်းပေး၏နေရထိုင်စားရည်တောင်ရည်အတွက်သူညီငယ်မပူပန်ရအောင်ငွေကြေးထောက်ပံ့သည်အချိန်တို့သည်တရပီးတရကောင်းလွန်ခဲ့သည်တလာပီးတလာကောင်းခဲ့သည်တနှစ်ပီးတနှစ်ကောင်းခဲ့သည်ယုံကမနာမနေကြိုးပမ်းဆဲပင်တခါတည်းသူသည်စိတ်အားရော့ကျင်သလိုဖြစ်မိသည်တို့ရရင်ချက်ချင်းပင်စိတ်အားတင်းလာ၏ ဘဝမှာဇွဲကအဓိကပဲဟုဆိုကဆက်လက်調査သည်ထို့နောက်ယွန်းသည်ရိုဇတာကျောက်စာကိုလေ့လာပြန်သည်ရိုဇတာကျောက်စာဟုခေါ်သည်မှာအီဂျစ်ပြည်ရိုဇတာမြို့နီးတွင်တွေ့ရှိခဲ့ရပြီဖြစ်သည်1999ခုနှစ်တွင်ပြင်သစ်စစ်သားတူသည်ရိုဇတာမြို့နီး၌ကျောက်ပြားတစ်ချက်ကိုအမှတ်မတင် တွေ့ဖော်ရရှိခဲ့သည်ထို့ကျောက်ပြားမှာအမဲရံဖြစ်သည်ကျောက်ပြားပေါ်တွင်စာများရေးထိုးထားသည့်ရေးထိုးရာ၌စကားတစ်မျိုးတည်းဖြင့်မဟုတ်ပေ။ဘာသာစကားသုံးမျိုးဖြင့်ရေးထိုးထားသည့်ယင်းတို့မှာအီဂျစ်ဘာသာစကားရုပ်ပုံစာ ဂရိဘာသာစကားနှင့်အခြားမျိုးမည်မသည့်ဘာသာစကားတရက်ဖြစ်သည့်နောင်ကထိုမျိုးမည်မသည့်ဘာသာစကားသည်ဒီမိုတစ်ဘာသာစကားဖြစ်ကြောင်းပညာရှင်များစူးစမ်းတွေ့ရှိလာရသည်ဂရိဘာသာတက်ကြွသောပညာရှင်များ၏လေ့လာချက်အရထိုရိုဇာတာကြောက်စာသည်ဒိုခိဖုံးတော်ကြီးတို့ချို့ကထော်မီအပီဖိန်ဆိုသူဘီရင်တူအားနဲ့တစ်ပါးဖြင့်တန်းသူပြည်သားတို့ကမှတ်ယူရန်ရေးထိုးထားသောကြီးညာချက်တရက်ဖြစ်သည်ဤကြီးညာချက်ကိုလူများသိစေရန်ဘာသာစကားသုံးမျိုးဖြင့်ရေးထိုးထားခြင်းဖြစ်သည်ယင်းတွင် ီဂျစ်ဘာသာစကားဖြင့်ရေးထိုးထားသည်ကိုဂရိဘာသာစကားဒီမိုတစ်ဘာသာစကားတို့ဖြင့်ဘာသာပြန်ဆိုထားသည်ဟုယူဆနိုင်သည်ယွန်းသည်ဂရိဘာသာစကားကိုသင်ကြားတက်မြောက်ထားသူဖြစ်သည့်ဖြင့်ရိုဇာတာကြောင့်စာပါအီဂျစ်ရုပ်ပုံစံနှင့်ဂရိဘာသာစကားတို့ကိုအပြန်အလှန်ရှင်တွဲလေ့လာသည်အီဂျစ်ရုပ်ပုံစံ၏လိုဝဲချက်ကိုဖော်ထုတ်နိုင်ရန်အမျိုးမျိုးကျမ်းစာပေသည်တစ်ဖက်ကလည်းဒီမိုတစ်ဘာသာစကားမှာတန့်လွန်စာများကိုရှာဖွေသည်အီဂျစ်ရုပ်ပုံစံ၏လိုဝဲချက်ကိုဖော်ထုတ်နိုင်ရန်တချို့ပညာရှင်ကြီးများကလည်းအမျိုးမျိုးစူးစမ်းရှာဖွေကြသည် ဂျွန်းသည်ထိုပုဂ္ဂိုလ်များ၏မှန်သောစူးစမ်းချက်များကိုလက်ခံ၍မှားသောစူးစမ်းချက်များကိုပယ်သည်မိမိ၏စူးစမ်းချက်အောင်မြင်ရန်ပံ့ပိုး၍ကြိုးပမ်းသည်သူသည်ရိုဇာတာကျောင်းစာကိုသာမကတခြားသောကျောင်းစာများ၌တွေ့ရှိရသည့်ဤကြီးရုပ်ပုံစာများကိုလည်းမျိုးမျိုးလေးလာစူးစမ်းသည်မလျှော့သောလုံလကြံ့ကြံ့သောဆွဲထက်မြက်သောဉာဏ်ဖြင့်မနာမနီကြိုးပမ်းသည်ဤသို့ကြိုးပမ်းလာရာ1822ခုယွန်းအသက်32နှစ်အရွယ်သို့ရောက်သည်တွင်အောင်မြင်သွားသည်ကမ္ဘာပေါ်၌မြည်သူတူတူတယောက်မှ ိနာလဲခြင်းမရှိတော့သောအီဂျီရုပ်ပုံစာကိုသူဖတ်တတ်သွားသည်တိနာလဲသွားသည်ကမ္ဘာကျော်အောင်မြင်မှုကြီးကိုစွပ်ကူရရှိသွားသည်ဤသို့လျှင်စံပြပညာရှင်ယွန်းဖရန်စွာရှမ်ဘိုလီယွန်းအမှုပြုသည့်ပညာရှင်တစု၏မနာမနေကြိုးပမ်းမှုကြောင့်ကမ္ဘာလျှို့ဝှက်ချက်ကြီးတရားဖြစ်သောရှီယောင်းအီဂျီရုပ်ပုံစာကိုယခုခေတ်လူတို့ဖတ်ရှုနိုင်လာခဲ့ကြပေသည်ယင်းတို့ဖတ်ရှုနိုင်လာသဖြင့်လည်း လွန်ခဲ့သည့်နှစ်ပေါင်း၄00ကျော်ကထွန်းကားခဲ့သောရှီဟောင်းအီဂျစ်လူမျိုးများအကြောင်းနှင့်ရှီဟောင်းအီဂျစ်ယဉ်ကျေးမှုကြောင့်ယခုခေတ်တိုင်လူတိုင်းသိရှိခဲ့ကြပြီသည်ထို့မှတစ်ပါးကမ္ဘာပေါ်၌ရှီဟောင်းအီဂျစ်စာပေရေးသားမိသွစတင်ပေါ်ပေါက်ခဲ့သည်ကိုလည်းစနစ်တကျသိရှိခဲ့ရပြီသည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တူတာပါ